ဒဝဲမြို့နယ်ထဲမှာရှိတဲ့မြမထိုင်းနယ်ဆက်စခန်းဖြစ်တဲ့ထီခီးနယ်ဆက်ကုံသွေးစခန်းအနီးကရင်အမျိုးသားအစည်းအရုံး KNU ကဖွင့်လှစ်ထားတဲ့ gate gate ကိုအမြန်ဆုံးပိတ်သိမ်းဖယ်ရှားပေးဖို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကအကြောင်းကြားခဲ့ပါတယ် KNU တက်မှာဟာလေဘိတ်ဒဝဲခရိုင်ကဖွင့်လှစ်ထားတဲ့ gate မှာတရားမဝင် gate ဖြစ်တဲ့အတွက်အမြန်ဆုံးပိတ်သိမ်းဖယ်ရှားပေးဖို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကဇွန်လ23ရက်ရက်စွဲနဲ့စာပို့လာခဲ့တယ်လို့ KNU တက်မှာဟာလေဘိတ်ဒဝဲခရိုင်ဆက်ဆံရေးရုံးထံကစုံစမ်းသိရှိရပါတယ် ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့နံနက်ပိုင်းကမြမဘတ်ချမ်းမှာရှိတဲ့ထီခိနယ်ဆက်ဂိတ်နဲ့ထိုင်းနယ်ဆက်စစ်စင်းရေးစခန်းအကြားရေရနာကွင်းအနီးမှာရှိတဲ့ KNU အောက်ခွန်ဌာနရုံးကိုအဲ့ဒေတာမှာရှိတဲ့မြမတက်မတော်ထီထဗျူဟာမူကဆင်းလွတ်လိုက်တဲ့တရင်မူက KNU အောက်ခွန်ရုံးကိုဖယ်ရှားပေးဖို့နဲ့တရားမဝင်ကားတွေကိုရှင်းလင်းပေးဖို့လာရောက်ပြောကြားခဲ့ပြီးသုံးရက်အတွင်းစောင့်ကြည့်ကဖေရှားပေးခြင်းမရှိပါကတိုင်းမှုထံကိုတင်ပြမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဇွန်လ22ရက်နေ့ကလည်းထိခိနယ်စပ်မှာရှိတဲ့တံမိုးနဲ့အရာကိုလာရောက်ကြည့်ရှုခဲ့တဲ့တိုင်းဒေသကြီးနယ်လုံဝင်ကြီးဘုံမူကြီးဇွန်လင်ကအချင်းချင်းနားလည်မှုလွဲမပြီးပြဿနာမဖြစ်ပွားစေဖို့ထိမ့်သိမ့်တဲ့အနေနဲ့ဒီအကောက်အခွန်ရုံးကိုဖြစ်နိုင်မှာကဖယ်ရှားပေးဖို့ပြောကြားခဲ့ကြောင်း KNU ဘိန်းတဝဲခရိုင်ဆက်ဆံရေးယုံတာဝန်ခံပတိုဆောင်းဝင်းခိုင်ကပြောပါရယ်ဒီဖြစ်ရဲ့အပေါ် KNU တက်မဟာလေးဘိန်းတဝဲခရိုင်ကတာဝန်ရှိသူတွေအစည်းအဝေးပြုလုပ်ပြီး ဇော်လ24ရက်နေ့နနက်ကတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးအထက်အဆင့်အဆင့်ကိုအစီရင်ခံစာတင်ပြပြီးညွှန်ကြားချက်ရရှိပါကဆက်လက်ဆွေးနွေးဆောင်ရွက်သွားဖို့ပြောဆိုခဲ့ပြီးတဲ့နောက်အဲ့ဒီနေ့မွန်းလယ်ပိုင်းမှာဇော်လ23ရက်နေ့နေဆွဲပါစာနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့က KNU အကောက်ခွန်ဌာနခေတ်ကိုဖယ်ရှားပေးဖို့စာရောက်လာခဲ့တာဖြစ်တယ်လို့ပတ်တူစုံဝင်းခိုင်ကဆိုပါတယ်။ ဇွန်လ24ရက်နေ့နံနက်ပိုင်းမှာ KNU တပ်မဟာလေးကတရားသူကြီးဖြစ်သူပတိုစောပီးလင်နဲ့ဗိဒ္ဓဝေခရိုင်ဆက်ဆံရေးယုံတာဝန်ခံတို့ကတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာလင်းလင်းမော်နဲ့တွေ့ရောက်တွေ့ဆုံပြီးဖြစ်စဉ်အခြေအနေကိုရှင်းပြခဲ့ကအရင်အစိုးရလက်ထက်ကအခြေအနေတွေကိုလည်းရှင်းပြခဲ့ကြောင်းဝင်းကြီးချုပ်ကရှင်းစရမယ့်ကိစ္စတွေရှိသေးတာကြောင့်အချင်းချင်းအထင်မြင်မလွဲမှားအောင်ဆောင်ရွက်သွားမှာဖြစ်ပြီးထီကိနေဆက်ကိုသွားပြီးနေဆက်အခြေအနေတွေကိုတွားရောက်လေ့လာမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ပတိုဆောင်ဝင်းခိုင်ကပြောပါရယ် ထီကင်းနယ်စပ်စခန်းမှာ2013ခုနှစ်မေလ17ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတဝဲမျိုးကနေမိုက်တရာခန့်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုနေစဉ်ရေထွက်ကုန်နဲ့အခြားဒေသထွက်ပစ္စည်းတွေတင်ပို့နေတာဖြစ်ပြီးလက်ရှိမှာခရီးသွားဧည့်သည်တွေနဲ့ရွှေပြောင်းမြန်မာအလုပ်သမားတွေဝင်ထွက်သွားလာမှုများပြားလာတဲ့နယ်စပ်ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။